မိတ်ဆွေကလူရွေးမှားပြီး ချင်းနီးမှားနေတော့မလားဒါဆိုရင်တော့လူရွေးမှန်ပြီးချင်းနီးမှန်သေးဖို့စောင်းလေးတောက်ကိုလမ်းညွန်ပေးခြင်းပါတယ်ဒီစောင်းနာမည်လေးကတော့စိုင်းဆရာအောင်ထက်ခန့်ရေးသားထားတဲ့လူရွေးမှန်ပြီးချင်းနီးမှန်သေးဖို့ဆိုတဲ့စောင်းလေးဖြစ်ပါတယ်ဒီစောင်းထဲကစာသူလေးတချို့ကိုဖတ်ပြခြင်းပါတယ်အချက်ဆိုတာလိုက်ရှာရတာမဟုတ်ပဲစွဲဆောင်ရတာပဲဖြစ်ပါတယ်တဲ့ ဒါကြောင့်လူတယောက်ချစ်လာအောင် အတင်းအကျပ်လုပ်ယူလို့မရသလိုအချစ်ကိုပိုင်ဆိုင်ဖို့အတွက်တိမ့်ပိုက်ထားလို့လည်းမရပါဘူးလောကရဲ့နိယာမအရာလူတွေက တူရာတူရာကိုဆွဲငင်တတ်တဲ့သဘောရှိပါတယ်အနာကြီးချင်းတူတာတံပိုးထားတာချင်းတူတာအတွေးခေါ်ဉာဏ်ကြီးချင်းတူတဲ့အပေါ်မှာတယောက်ကိုတယောက်ဆွဲဆောင်သဘောကျတဲ့ကြတယ်အကောင်းဆုံးဥပမာအနေနဲ့ကိုကတံတွေကိုပဲတီးတန့်ဆွဲဆောင်ခြင်း ိုကိုတိုင်ကတန်လိုက်တုံးဖြစ်ဖို့လိုသလိုတန်လိုက်ဆွဲအားကောင်းနေဖို့ပဲလိုပါတယ်။ဒါကြောင့်အခြေအေးမှာအမဲလွဲချော်နေတယ်လို့ထင်တဲ့သူတွေအနေနဲ့စစ်မှန်တဲ့အခြေကိုလိုက်မရှာပဲကိုယ်စီရအောင်အထွတ်ဖြစ်အောင်ဆွဲဆောင်ရပါလိမ့်မယ်။ကိုဘယ်လိုလူလဲဘယ်လို relationship ကိုလိုချင်လဲ။ကို့မှာအရေးချင်းဖြစ်ပြီလား။ social circle ချဲ့ပါလက်ခံပါရွေးချယ်ပါ။အပေါ်ကအဆက်၄စင်းကအခြေကိုလိုက်မရှာပဲ။ ကိုစီရောက်လာအရွယ်တကူဆွဲဆောင်တဲ့နေပဲဖြစ်ပါတယ်လို့စာရေးဆရာကရေးဖွဲ့ထားပါတယ်ဒီစာစုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့စာရေးဆရာအောင်ထက်ခန့်ရေးသားထားတဲ့လူရွေးမှန်ပြီးချင်းနီးမှန်တယ်ကိုဆိုတဲ့စောင်းလေးကိုဝယ်ယူဖတ်ရှု အားပေးလိုက်ပါလို့ recommend ပေးပါတယ်စာရေးဆရာအောင်ထက်ခန့်ရဲ့ right person right la လေးကိုဖတ်ပြီးတော့မိတ်ဆွေတို့နဲ့အချစ်ကိုအကောင်းဆုံးဆွဲဆောင်ပြီး ကိုလိုချင်တဲ့ relationship ကိုတည်ဆောက်နိုင်ပါသည်လို့ဆန္ဒပြုလိုက်ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။